အားလုံးပဲမင်္ဂလာပါဗျအခုတော့ကျွန်တော်တင်းလာသားမီးတွေအတွက်ဘဝတရဆာတည်တည်တဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှည်လို့စိတ်မရှည်ဘူးရစ်တယ်ထင်တယ်လူတို့ရှင်မဲ့ကြည့်ကျင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကြာပြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားမီးတွေပေါ့တင်းလာသားမီးတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းချို၃လုံးရှိတယ်အဲ့ဒီအထက်ဆောင်ပန်းချို၃လုံးကကိုယ့်ဘဝမှာအဓိကကြားတဲ့သူတွေမှာပါတယ် ဲ့တော့ဘယ်ဂျိုတွေလဲဆိုတော့တောက်ကြရဲစနေရဲအင်ကကိုတို့ကဆောင်းပန်းဂျိုဖြစ်တယ်နော်ဒါကြောင့်ပဲဒီသုံးလုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်အဲ့ဒီနေရာမှာကျွန်တော်ဘယ်ဂျိုကအဓိကကြားတယ်ပေါ့နော်တဲလာသားမိတွေတောက်ကြဂျိုကအဓိကကြားတယ်အဲ့တော့တောက်ကြာကြိုးကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြာကြိုးကိုကျွန်တော်တို့ကဟိုကို့ဘဝမှာဘလို့လက်တွဲပြီးတော့အားကိုးရဖြစ်သုံးမလဲပေါ့အဲ့တော့တောက်ကြာကြိုးကတင်းလာသားမီးတွေအတွက်ကအကောင်းဆုံးဂျိုဖြစ်တယ တောက်ကြကြွာလုံကြုံတာကာကွယ်တာရင်းနှီးမြှောက်နှံတာဒါကိုပြောတာအဲ့တော့တင်းလာသားမိတွေကဘဝမှာရလာတဲ့ငွေကိုဘယ်လိုရင်းနှီးမြှောက်နှံရမလဲဆိုတော့ပညာကိုအဓိကလေ့လာဖို့လိုတယ်အဲ့တကယ်ကိုကျွန်တော်ကဘာမှနာမည်ကြီးတယ်ဝါရင်ဘတ်ဖတ်တို့လိုငငယ်လေးတွေကသူတို့ရင်းနှီးမြှောက်နှံမှုတွေဘယ်လိုလုပ်ခဲ့တယ်ပတ်စံလေးတွေရလာရင်ဘယ်လိုရင်းတယ်ဒေါ်လာဘယ်လောက်ရလာရင်ဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြှောက်နှံမယ် နော်အော်ငွေကိုဘယ်လိုပွားအောင်လုပ်ရမလဲဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြှုပ်နှံမှုဟာအရွယ်တစ်ခုရောက်အောင်ရောက်လို့ပေါ့ဗျာငယ်တော့ကတော့ဘာမှရင်းနှီးမြှုပ်နှံမနှံတတ်မှာမဟုတ်ဘူးပတ်စံလေးပဲဆုတ်တတ်မယ်အဲပတ်စံလေးဆုတ်လို့များလာရင်ဒါရွှေလေးလုံးမယ်ဒါကတော့ငယ်တုန်းအချိန်လောက်ကဒီလောက်ပဲလုတ်တတ်မှာခလေးဆိုတော့စီးပွားရေးလေးလုတ်ဖို့မလွယ်ဘူးပေါ့တဲလာသားမီးတွေကအရွယ်တစ်ခုရောက်လာဆိုကို့ကျွမ်းကျင်တဲ့နယ်ပယ်ကိုရင်းနှီးမြှုပ်နှံမှုအပြည့်အဝလုတ်ဖို့လိုတယ်ဒါမှမဟုတ်ကျွန်တော်ကအိမ်အเจ้าနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခန်းနေလုတ်မယ်ပေါ့ ျွန်တော်ဆက်ပြီးစီဆောင်နားလဲတယ်ဆိုရင်ဒါဆက်တွေကားတွေ engine တွေဂျန်နီယာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုပ်မယ်ပေါ့ကျွန်တော်ကတော့မဟုတ်ဘူးဆက်ပြိုးရေးအကြောင်းနားလဲတယ်ဒါဆိုတော့ကျွန်တော်စပားတွေပဲတွေလောက်မယ်ပေါ့ဗျာမဟုတ်ဘူးကျွန်တော်ကတစ်တွေအကြောင်းနားလဲတယ်ဒါတော့တစ်တွေဝယ်ပြီးကျွန်တော် furniture တွေလုပ်မယ် pre-booker တွေလုပ်ပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့အဲ့တော့မဟုတ်ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘယ်လိုကျွန်တော်ရင်းနှီးမြှုပ်နှံမလဲ decor spatial ပစ္စည်းတွေကိုဝယ်ထားမလားလှောင်ထားမလားဘယ်လိုပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရအောင်မလဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့က အဓိကကြရတယ်လို့ပြောတာတော့အဓိကကြရတယ်အဲ့တော့အတင်းလာသားမိတယောက်ဖြစ်တယ်ခင်ဗျာသုံးနေဖြုံးနေတယ်ဒီနေ့ရတယ်ဒီနေ့လောက်ကရတယ်ဒီနေ့လောက်ကခင်ဗျာ3000ရတယ်ထားပါတော့နော်ခမဲဝယ်စားလိုက်တယ်တပေါင်းကုန်တယ်နော်အရက်ဝယ်တောက်လိုက်တယ်တပေါင်းကုန်တယ်အဲ့ကျအဝတ်စားဝယ်ပြီးပူးကြီးပန်းကြီးနဲ့ဖုံးပေထည့်လိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးတင်းလာသားမိရတင်းလာသားမိကငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အကျင့်ကိုငငယ်တည်းကလောက်ပါတော့တင်းလာသားမိတွေရဲ့စိုးမိုးကြွာဘန်လို့တာမျက်စိတည်းမြင်လိုက်ဘန်တော့ဘာလို့လဲငွေစုမှာ နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဘန်းအန်းနဲ့ဘန်းလှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတဲလာသားမိတွေကလှုပ်ပါဒါဆိုဘောကမှအောင်မြင်မယ်အဲ့တော့ဘန်းကဘလို့ဒီအလုပ်လုပ်နေလဲငွေတို့ဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားရင်းငွေကိုဘလို့တို့အရင်နေ့လောက်ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘန်လုတဲ့ပုံစံအတွက်တင်းလာသားမိရဘောကမှလုံမယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲကြည်ကြည်လေးလေးနဲ့ကြောကြောဝဝမရှိဘဲနဲ့နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာကဘောကလမ်းတစ်လျှောက်မှာပိုကောင်းစေတယ် ဒီအချက်လေးတွေကိုကျွန်တော်ကမမေ့စေချင်ဘူးအဲ့တော့တင်းလာသားမီးတွေရဲ့စီးပွားရေးကအင်္ဂါကြိုးပိုင်တာဗျအညွတ်ကြိုးနော်အညွတ်စီးပွားဆိုတော့ဖြစ်နေတဲ့အတိုင်းဟိုအင်္ဂါကြိုးပိုင်တာဒါကြောင့်အင်္ဂါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်ရအင်္ဂါဆိုတာစွန့်သားတာဗျစွန့်သားတာစွန့်သားတာလောက်တာအင်္ဂါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြက်မြက်လောက်ကြတဲ့အပိုင်းကအင်္ဂါပိုင်တာဒါကြောင့်ပဲကျွန်တော်တို့ကတဲလာသားမီးတွေကအရန်ကြီး ပုံဟောင်းအလုပ်တွေအရန်ကြီးဘယ်လိုပြောမလဲဆိုတော့ခက်မှန်မိတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘက်လိုလိုအဲ့လိုလုံနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုယ့်အကိုဝါနာပါလို့ဝန်ထမ်းဝင်လောက်တာတို့ဘာလို့တော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လုံတော့မယ်ဆိုရင်တော့တဲလာသားမီဒီယာစွန့်စားရမယ်သူများတပ်ပို့ပြီးထွန်းဖောက်ပြီးလုံနိုင်ဖို့လိုတယ်တဲလာသားမီဒီယာဖင်ပေါ့ဖို့လိုတယ် တင်ရတင်းလာသားမီဒီယာဖြစ်နေလေးနေတယ်တခုခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အတင်းလာသားမီဒီယာကြီးပွားဖို့မလဲဘူးဟောတင်းလာကအင်္ဂါပိုင်တာဖြစ်တဲ့အတွက်ကြီးပွားဖို့လိုတယ်တိုးတက်ဖို့လိုတယ်စွန့်စားဖို့လိုတယ်ကြီးပွားနေတဲ့ရှိဖို့ပြုတယ်လှုပ်ရှားရှိတာတွေကိုကျွန်တော်တို့ကအားပါတရားလှုပ်ထားဖို့လိုတယ်အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာအဲ့တော့စွန့်စားစားလှုပ်ရတဲ့အပိုင်းတွေကတင်းလာသားမီဒီယာတွေကောင်းကောင်းသလိုအဲ့တော့အင်္ဂါဂျိုကစွန်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော်အင်္ဂါဂျိုဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကအင်္ဂါပိုင်ပါတယ် เนาะစောက်လို့ရင်းနဲ့ပတ်သက်တဲ့ဟာတွေเนาะအဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုင်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုင်ပါတယ်အဲ့တော့အင်္ဂါဆိုတော့ကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလုပ်ကံရတဲ့အလုပ်တွေစိတ်ရွေးကြကြလုပ်ကြတဲ့အလုပ်မျိုးတွေလို့ပြောတာလက်သမားဆရာတွေလိုလို engineer တွေလိုเนาะအဲ့တော့ဒီဇိုင်နာတွေလိုပေသေးချာတိုင်းတော့ပခုံးဘလောက်ဟိရင်ဘက်ကဘလောက်ဟိနော်ခါးဘလောက်ဟိနော်လက်ရှိကဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလောက်ကတယ်လို့တိတိကျကျတေးသေးကျကျတိုင်းထွာလောက်ကတဲ့အလုပ်တွေမှာ တဲလာသားမိတွေကစီဝါရေးရှာမယ်လို့ပြောတာဒါဆိုအဲ့ဒီ level တွေကတော့အများကြီးပေါ့ဆရာဝန်ဆိုခွဲစိတ်ဆရာဝန်ဆရာဝန်လုံးမယ်ဆိုရင်ဘယ်အပိုင်းအကောင်ဆုံးလဲတဲလာသားခွဲစိတ်ဆရာဝန်ဘာအတိအကျလေနော်ဒီနေရာမှာခွဲရဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘတ်မှာသွားခွဲလို့မရဘူးနော်လေမဲကြီးယောဂါဖြစ်နေတာကို6ရောက်မှာသွားခွဲလို့မရဘူး तू ဖြစ်တဲ့နေရာမှာ तू ခွဲရမှာအတိအကျအဲ့ဒါတော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုံးအောင်တိအကျကျလုပ်ကအဲ့တော့ဆရာဝန်လုံးမယ်ဆိုရင်ကျွန်တော်တို့ကအင်္ဂါအားကောင်းတဲ့အတွက်တဲလာသားမိကခွဲစိတ်ဆရာဝန်လုပ်ကြတယ် အင်ဂျင်နီယာလုံးမှာဆိုလည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်အဲတော့မက်ကနီကယ်တို့စီဗယ်တို့လောက်ရမှာပေါ့နော်အဲ့လိုပဲအလှပအကြီးရဆိုဘယ်လိုဟာမျိုးတွေလဲစပင်တို့လို့ဒါအတိအကျပဲနော်ဘယ်ဘယ်ဒီဇိုင်းညက်မယ်ဆိုရင်ဒီဒီညာဘယ်နေရာလောက်တူရမယ်ဘယ်လောက်ရှည်ရမလဲနော်အရှည်ကစမိတ်ချမယ်ဆိုလည်းဘယ်လိုအဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေဟာအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အသက်မွေးမှုအတွက်ဆိုရင်စဉ်းစားတတ်ဖို့အတွက်အတွေးခေါ်ရမှာပေါ့ ID လောက်ငန်းဆိုလည်းတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေ သူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေအန်တီမာဆိုလဲဟက်ကာလိုမျိုးတွေနော်အဲ့တော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါင်းမထိုးဖောက်နိုင်အောင်လုံခြုံရေး security ဘိုင်းနဲ့ပတ်သက်တဲ့ဟို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး ਨੇ ပဲတည်တည်မှာအင်္ဂါဂျုံနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတက်မွေးလို့ရတာတွေရှိတယ်ဒါတွေကတဲလာသားမိတွေတဲ့အကောင်းဆုံးဖြစ်တယ်အဲတဲလာသားမိတွေကနောက်ထပ်အတက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့စက်နေဂျိုးပိုင်းတယ် စနေကြိုပိုင်တယ်အတင်းလာသားမီးတွေ6ခုမြောက်စနေကိုဒါဆိုတင်းလာသားမီးတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ဝေးလံခေါင်ဖျားတဲ့လူတွေနော်ဝေးလံခေါင်ဖျားတဲ့လူဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့တွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လေကိုရန်ကုန်မှာနေတယ်ကိုတွားလာရင်လည်းနေဆက်တွားရင်လည်းအမှတွေးတဲ့တိုင်းသူတယောက်ယောက်နဲ့ဖူးစာစုံသွားတာတွေ အချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုနဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့ foreigner တွေနဲ့အိမ်အောင်ကြသွားတာမျိုးတွေဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့အိမ်အောင်ဘက်ကလည်းအသက်အရွယ်မတိမ်မယုံမဟုတ်ဘဲနဲ့ကြီးလွန်းတာငယ်လွန်းတာအဲ့လိုတွေဖြစ်တတ်တယ်ဒါတော့တဲလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတွေးအခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်အောင်ကြတဲ့ အာဘုတ်ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားကလေချိန်ကောင်းရင်တလန်းနဲ့ညူနေအိမ်တော်ကြာတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်ခင်ဗျားမတူဘူးတော်ခင်ဗျားဇီယဒလေအယူအဆစိတ်ကူကွဲပြားတဲ့လူမျိုးတွေ ਨੇ တင်းလာသားမိတွေကအိမ်တော်ကြာလေရှိတယ်အဲ့တော့တင်းလာသားမိကအိမ်တော်ကြတဲ့ခါကျရင်ကိုအိမ်တော်ဘက်ကိုတော်တော်ညှိယူရတယ်။နော်ကိုကကောင်းကောင်းစားခြင်းနဲ့ချက်တာပြုတ်တာကိုကိုယ်တိုင်လည်းချက်တယ်လေကောင်းတယ်ကိုရရမိမကကောင်းကောင်းမချက်တယ်ဘူး။ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူတာနှက်ထားရမလဲမသိဘူး။ ဲ့လူတွေပေါ့နော်ကိုယ်နဲ့တလွဲဖြစ်တာတွေတဲလာတာမိတွေအများဖြစ်တယ်တဲ့အဲ့တော့အိမ်တော်ကြီးမှသူများနဲ့မတူနည်းနည်းကမောက်ကမဖြစ်တယ်ကိုအိမ်တော်ဘက်ကကိုနဲ့မတူတာအတက်ရွေးမတူတာအကြိုက်မတူတာအယူအဆဒလိမတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေနဲ့အိမ်တော်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုအလုံးနော်အိမ်တော်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလဲဖို့လိုပါတယ်ဒါအတင်းလာသားမိတွေအချမ်းပြင်းပြောပြတာဖြစ်တယ်အဲ့တော့ရှောင်ဝမဲ့ဟာတွေဘာအယောင်တွေဘေးရတနာတွေအများကြီးကြံတယ် ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည့်မှာမဟုတ်လားအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ပေါ့မယ်ထင်ပါတယ်လင်းလာသားမိတွေအားလုံးဘဝမှာကံကောင်းကြပါစေအစဉ်ပြေပါစေကိုလှုပ်တာတွေနဲ့ကိုကံနဲ့ကြိုက်အောင်လုပ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်ဗျာ